အခုလောက်ဂုံမျိုးနေအောင်စေကျွတ်နယ်တို့ရဲ့နမဲကျော်စကားကားနေခွာယူခဲ့တဲ့ဝိုင်လန်ဗိဒ္ဓရောင်းရင်းလာများရွှေအိုင်ဘက်ခွန်ရှိခွေးကြောင်းနဲ့အားလုံးကိုပြန်လဲကြိုလိုက်ပါရင်ဝိုင်လန်ကတော့သူခုလောက်ဂုံမျိုးနေတာဟာစေကျွတ်နယ်တို့ရဲ့နမဲကျော်စကားကိုခွာအဖြစ်ယူခဲ့လို့ဖြစ်ကြောင်းထုတ်ဖော်ပြောကြားလာခဲ့ပါရင်အသက်၂၂နှစ်ရွယ်ဝိုင်လန်ဟာလက်ရှိမှာပွဲဆက်ဂိုးတွေသွင်းနေနိုင်သူဖြစ်ပြီးထိတ်တန်းအဆင့်အဆုံးသတ်ဆိုင်ကိုပြသထားနိုင်သူဖြစ်ပါရင်နောက်ဆုံးစားခဲ့တဲ့၄ဘွဲမှာကိုပေါ့ဝင် ပတ်သက်မှုခွန်နဲ့ဂျိန်တီပြုတ်ထားနိုင်ခဲ့တဲ့အထီကိုကြမ်းပြနေတာပါ ဘန်နက်ရဲ့အတင်းကနေထွက်ခွာခဲ့ပြီးတဲ့နောက်မှာဝိုင်လန်အနေနဲ့ပုံစံကောင်းလေးကိုဆက်တိုက်ချပြနေတာပဲဖြစ်ပါတယ်။ဝိုင်လန်ဟာနောက်ဆုံးကစားခဲ့တဲ့လေးဝက်မှာအတွင်းကို6ဂိုးအထိအတွင်းယူပေးထားပြီးဂိုးဖန်နေမှုတစ်ချိန်ပြုလုပ်ပေးထားနိုင်ပါတယ်။နာပိုလီအတွက်စီးရီးမှာရောချန်ပီယံလိမှာပါဂိုးသွင်းပေးနိုင်တယ်လို့ဒိမဲအတွက်ကဘာပလာချေစစ်ပွဲအဆင့်တွေမှာပါချေစွမ်းပြနေတာဖြစ်ပါတယ်။ဝိုင်လန်ရဲ့အတွင်းကိုအနေနဲ့နာပိုလီတို့စီးရီးအမှတ်ပေးဆရာထိပ်ကိုဦးဆောင်ထားနိုင်ပြီးချန်ပီယံဖြစ်ဖို့ရလာလာကောင်းလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။တွဲပါလဲဒိမဲအတင်းကလည်းကဘာပလာချေစစ်ပွဲအုပ်စုထိပ်ကိုဦးဆောင်ထားနိုင်ပြီးတိုင်းရဲ့ချေစစ်ပွဲအောင်မြင်သွားဖို့ရလာလာကောင်းလေးရရှိပါတယ်။ အခုလောကိုရင်းစတိုင်းအတွင်းယူနေလိုက်တာဟာဟွိုင်လန်နေနဲ့စင်ဂျီရိုနယ်တို့ရဲ့စကားတခုကိုခွန်အားယူခဲ့တာဖြစ်တယ်လို့ဆိုပါရင်ဘယ်တော့က Goa Live Catch Up One They Can They Keep On Going လို့ပြောခဲ့ပူတာပါအဒီဘက်ကတော့ကိုရင်းအတွင်းယူနိုင်နေဆိုတာခဲငင်းဒီဆော့ကိုညှစ်ထုတ်လိုက်တယ်လို့ပဲတခါကိုသွင်းနိုင်ပြီဆိုတာနဲ့တောင်းလျှောက်သွင်းနိုင်တော့တာပဲလို့ဆိုလိုတာဖြစ်ပါရင်ဒီစကားကို Red War 2010ခုနှစ် Real Madrid ကစားမပွားတုန်းကကိုပေါပြောင်းနေခြင်းမီဒီယာတွေရဲ့ဘာလို့ကိုမသွင်းနိုင်တာလဲဆိုတဲ့မေးမြန်းလာမှုကိုဖြေကြားခဲ့စဉ်ပြောခဲ့တာဖြစ်ပါရင် အစောပိုင်းတုန်းကချန်ပီယံလိပလားတစ်ချိန်ပဲရသေးတဲ့ရဲတော့နောက်ပိုင်းမှာတော့လေးချိန်ထပ်မံရရှိခဲ့သလိုတွင်ကောပေါင်း140နဲ့ပြိုင်ပွဲသမိုင်းတစ်လျှောက်ဂိုးတင်များဆုံးစားမှဖြစ်လာခဲ့တာဖြစ်ပါရင်အစောပိုင်းစကားကိုဝိုင်လန်းကသူ့ရဲ့အကောင့်မှာတခါတော့ကပညာရှိတယောက်ပြောခဲ့မှုတဲ့စကားဆိုပြီးတော့ရက်ဒကိုကြီးညွန်းကကျင်းထားခဲ့တာဖြစ်ပါရင်ဝိုင်လန်းက2023ခုနှစ်မှာမန်နိုက်တဲ့အသင်းစီအရက်လန်အသင်းကနေပြောင်းရွှေ့ခြေပေါင်း82တန်းနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပါရင်မြန်မာနဲ့ပြောင်းရွှေ့ခြေနဲ့တရနေလို့ရှိရောက်ရှိခဲ့ပေမဲ့ကောင်းစွာခြေစွမ်းပြနိုင်ပင်ဖြစ်နေခဲ့တာပါ ဒါကလည်းတူတူတဲ့အပြင်ကြောင့်တော့ဆိုလို့မရပါဘူး။အသက်၃၀ရွယ်သောရှီသေးတဲ့အပြင်တင်းဦးစရာတွေများကြီးရှိနေတဲ့ကစားသမားကိုလည်းတော့ခုလိုဒီကတိုင်းစင်မှုဖြင့်ခေါ်ယူခဲ့တာကသာထူးဆန်းနေလို့ဆိုရမှာပါ။ဒီကိစ္စကဝိုင်လန်းကိုဖီးယားတွေအများကြီးဝင်စေခဲ့တာပဲဖြစ်ပါရင်။နာပလီကိုရောက်သွားချိန်မှာဖီးယားတွေနဲ့ဝေးရကိုရောက်သွားခဲ့တာဖြစ်တဲ့အတွက်ဝိုင်လန်းကောင်းကောင်းခြေစွမ်းပြလာနေတာဖြစ်ပါရင်။နာပလီတင်းအားဒီအားဒီကောင်မှဝိုင်လန်းကိုပြီးသက်ခေါ်ဖို့ရပြင်ဆင်နေပါရင်။တရင်းနေရနာပလီနေနဲ့ဝိုင်လန်းကိုပေါင်၄၅သန်းနဲ့ခေါ်ယူခွင့်ရှိနေတာဖြစ်ပါရင်။ ရဲရဲကနေထွက်ခွာသွားတဲ့ကစားသမားတွေတော်တော်များများတက်ဆိုင်ရာအသင်းမှာချိန်ဆွန်းပြနေနိုင်ကြပါရင်ဘရက်ဖို့ကိုလည်းဘာစနာအသင်းကပေးသက်ခေါ်ယူဖို့စတင်စဉ်းစားနေပါပြီ။ရဲရဲကနေနာမဲ့ဇန်နဝါရီမှာထွက်ခွာကျင်းတဲ့ကစားသမားတွေလည်းရှိပါရင်ဆယ်စီမန်နီတို့ကပွဲကစားချိန်နဲ့ပါနေတဲ့အပေါ်စိတ်ပြတ်နေကြပြီးအသင်းပြောင်းချင်နေကြတာဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဖီလီကတော့ပဲနောက်နေ့မှလည်းအောက်စားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေကောင်းချော်လိုက်ရပါတယ်ခင်ဗျာ